အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာဆိုရင်တော့မိဘကိုစော်ကားသူများအကြောင်းကို တင်းစစ်မျှဝေပေးသွားမှာဖြစ်ပါတယ်ခန်းစားနားဆင်ပေးကြပါအောင်ခင်ဗျာပဲခူးတိုင်းအတွင်းတာယာဝတီဘက်ကရွာတရွာမှာလုံခဲ့တော့ဆဲစုနဲ့လောက်က အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းပါ အခုတော့ဒီဖြစ်ပျက်တဲ့ကလူတွေတယောက်မှမရှိကြတော့ပါဘူးဒါကြောင့်တန်ဝေကရအောင် တင်းပြပေးလိုက်တာပါ ွာကသားသားရရမှုလို့ရွာသားရလို့ပဲမှတ်လိုက်ပါရွာသားရရွာမှာဒေါ်စိန်ဆိုတဲ့အမျိုးသမီးတယောက်ရှိတယ်။သူမက ချောမောလှပါလေတယ်။သူမမှာသမီးအပြုကလေးနှစ်ယောက်လည်းရှိတယ်။ဒေါ်စိန်ယောက်ျားကကုန်းသေးဆိုတော့အိမ်မှာတိတ်မရှိ။နေတကာလှဲသွားနေရတယ်။ဒါကြောင့်ဒေါ်စိန်ကသမီးကလေးနှစ်ယောက်ကို တောင်းဝင်းယူထားရလေတယ်။ဒေါ်စိန်အမျိုးသားကအခြားပွေကြီးကောင်းတော့ ဒေါ်စိန်ကရွာမှာပြေးပြေးလဲလဲနေနိုင်နေပိုချမ်းသောပိုက်ဆံများဖြင့်လေများဝဲကအငှချထားတယ်။အဲ့တော့ဒေါ်ဒလျက်တိုင်းစည်ရင်ငှားများလဲအဝင်းအထွက်ရှိတယ်။အဲ့မှာဇလန်းကစားတယ်။ဒေါ်စိန်ကချော့တော့သမီးနှစ်ယောက်ကလည်းရွာရဲ့ကွန်းတောင်ကိုင်းများဖြစ်လာတယ်။ရုပ်ရည်မှာအမေထက်သားချင်းတော့ဒေါ်စိန်သမီးနှစ်ယောက်ထဲမှာအကြီးမကကြီးကြီးလို့ခေါ်ကအငယ်မကခင်ခင်လို့ခေါ်တယ်။ ရွာအလူပွဲတွင်ဒေါ်စိန်သမီးများကနေရအရာအစုံ ကာလာသားများမျက်စီအကြဆုံးဆိုလဲမမှားဘူးပေါ့ဒါကြောင့်ဒေါ်စိန်ကသမီးများကိုချမ်းသာသောတတိသားများနဲ့နေရချားပေးနိုင်ရန်မျှော်လင့်ထားတယ်အဖေနဲ့အမေကလိုလီသေးမရှိထားတော့ကြီးကြီးနဲ့ခင်ခင်ကားလဲအားနေအလားပဲပြင်းနေတတ်တယ်အတိတ်ကံဆိုတာပြောရအခက်သားကိုဖြစ်ချင်းတို့ဖြစ်ခွင့်မရှိတဲ့ကံကြမ္မာကဒေါ်စိန်ကိုစိတ်ဒုက္ခပေးလေပြီး ဒေါ်စိန်သမီးရဲ့အကြီးမားမတ်ကြီးကြီးတယောက်အိမ်ကခိုင်းတော့လဲစင်းငါနဲ့လိုက်ပြေးလေတယ်ဒီမှာတဲ့ဒေါ်စိန်တယောက်ရမ်းပြီးပုံကြအဖြစ်ခါဒေါ်တပုံထားတော့တယ်သူမှန်းထားတာကအချီကြီးအခုတော့ဘာမဟုတ်တဲ့လဲစင်းငါနဲ့လိုက်ပြေးသွားရမလားဆိုပြီးလိုက်ချတယ်ဒေါ်စိန်အမျိုးသားကနားချပေးမဲ့မရပေဒီလိုနဲ့ကြီးကြီးကိုပြန်တွေ့တော့ဒေါ်စိန်ကနှစ်ယောက်စလုံးကိုပြောဆိုပြီးသူသမီးကိုရိုက်တဲ့ခါပြန်ခေါ်တယ်မလိုက်တဲ့အဆုံး ជីជីသပင်ကိုဆွဲ၍ခေါ်ရာជីជីတယောက်အမေကိုပားပြန်ရိုက်လိုက်တယ်ထင်မှတ်မထားသော ဖြစ်ရမှုတို့အလုံးအာအသင့်ကုန်၍ဒေါ်စိန်တယောက်အချစ်ကြီးချစ်မိကသမီးကိုစိတ်နာ၍လှဲ့ပြန်သွားတော့တယ်သမီးကလည်းမိုင်းရိုင်းပြီးလင်းစိတ်မှုန်းတော့ကိုဘာလို့လို့လုံးမမသိအောင်မိုင်းမဲလှတယ်ဒီလိုနဲ့ဒေါ်စိန်သမီးရဲ့ကြီးမကိုအမွေဖြတ်၍အငယ်မကိုတော့တထေးသားတယောက်နဲ့ပေးစားလိုက်တယ် ကြီးကြီးတယောက်မပြေလဲဒုက္ခရောက်နေသည့်သတင်းကြတော့ဒေါ်စိန်စိတ်နာ၍သတင်းနားမထောင်ပါမိဘကိုကိုထိလျောက်ပားရိုက်ခဲ့တော့ကြီးကြီးဝက်လဲလေပြီဒေါ်စိန်ကိုဖဲဖဲပါရိုက်မိတော့ကြီးကြီးရဲ့ဖဲဖဲပါမှလည်းအနာကြီးတလုံးပေါက်လာကစိတ်မိတို့တွေနဲ့ကုသပေးမိအနာကမသက်တာတနေ့တခြားဆိုးလာကပားပေါ်မှာအနာကြီးဖြစ်သွားတယ်အားလုံးကအမေကိုစောကားတို့ကမ်းကြီးထိုက်တယ်လို့ဝိုင်းပြောတော့ ကြီးကြီးဒေါ်စိန်ကိုသွားကြော့ရန်သတိရသွားတယ်။ဒီလိုနဲ့အနာကအရေးတချွဲချွဲနဲ့ညတိုင်းအိတ်မရအောင်ကြိုက်လာတယ်။ကြီးကြီးကြော့ပွဲရွက်ခါသူ့အမေကိုလာတောင်းမှန်တော့ဒေါ်စိန်စိတ်မကောင်းဖြစ်ခါခွင့်လော်ပေးလိုက်တယ်။မိပါဆိုတော့သားသမီးဘလောက်ဆိုးဆိုးခွင့်လော်စမြဲမှု အခုလဲဒေါ်စိန်ကြီးကြီးကိုတက်နိုင်သလောက်ကုသပေးပေးမယ်။အစာမစားနိုင်တော့ကြီးကြီးအိတ်ရာထဲမှာလဲတော့တယ်။စေကူသူများအလုံးလက်ချော့ကာ ဝက်နာကန်းနာလို့တတ်မှတ်လိုက်ကြတဲ့အရင်ကချောလာပါတယ်ဆိုတော့ရုပ်ရည်ကပိန်ချုံသွားက အနာကိုက်၍အောရင်ဟဲရင်ဆုံးပါသွားလေတယ်တမိသေးတော့ဒေါ်စိန်တန်ဝိကများစွာရားမိတယ်တမိရဲ့အလောင်းကိုကြီးကဒေါ်စိန်ကပြောလိုက်တယ်တမိရဲ့အမိုက်မာကြီးအဲ့ရည်မဝတာကြားပြီးဆိုတော့အခုတော့အိတ်တော့ဝါအောင်သာအိတ်လိုက်ပါတော့ကြီးကြီးဆုံးသွားတော့အနှံ့တဲ့မကောင်း ပိုးများတွေ့လာတော့ကြောင့်နေချင်းပင်ချလိုက်ရတယ်။ជីကြီးဆုံးသွားပြီးတော့အချောက်လန်ကျန်းတယ်လို့ပြောကြတော့ဒေါ်စိန်စိတ်မကောင်းပြန်။ဒေါ်စိန်တညမှာတော့အိတ်နေရင် အပုတ်နန်းကြီးနန်းကလမ်းနိုးသွားတယ်။ဒီအချိန်အိတ်ရဘေးမှာရက်နေတော့ជីကြီးကိုမြင်လိုက်ရတော့ရင်တုံပန်းတုံဖြစ်သွားတယ်။အမေသမီးမကြွသေးဘူး။ជីကြီးသမီးမကြွဘူးလား။အမေအမြပေးတာမရဘူးလား။အမေ တမိသားတို့မခေါ်နိုင်ဘူးဒါဆိုမနေ့ဖရမမေသွာအလှလုပ်ပေးမယ်တမိလိုက်လာခဲ့တမိဖရတွေဖုန်ကြီးကြောင်းနေ လိုက်လို့မရဘူးအမေတမိအာဟုတို့ကကြည့်တော့သားတို့မခေါ်နိုင်ဘူးတမိအမိုက်မရေဒုက္ခတွေကလည်းကြီးလိုက်တာအမေဘာလုပ်ပေးရမလဲအမေသီလနဲ့ပြည့်စုံတဲ့ဖုန်ကြီးတစ်ပါးပင်းပြီးကုသိုလ်ကောင်းမှုလောက်ခါအမျှပေးဝေပါဒါမှသမီးဘွားကုနိုင်မှာပါအမေ ကြီးကြီးပြောပြီးပြောင်းသွားတော့ဒေါ်စိန်ငိုမိတယ်။နောက်နေ့မှသီလသမာဓိနဲ့ပြည့်စုံတဲ့ဘုန်းကြီးပင့်ကကြီးကြီးအတွက်ကောင်းမှုကုသိုလ်ပြုလုပ်ခါအမျှပေးဝေလိုက်တယ်။အဲ့ဒီနောက်ပိုင်းမှာတော့ကြီးကြီး6လနဲ့အတန်းမကြရတော့ဘူး။ကြီးကြီးတယောက်ဘဲဘွားရောက်သွားဒီကိုတော့ဘယ်သူမှမသိနိုင်ပါ။ဒေါ်စိန်လည်းဖြစ်ချင်တိုင်းမဖြစ်တော့ကံတရားကြောင့်အတိတရားတွေရမိကရိတ်တာကိုဝင်းသွားတော့တယ်။ဒီဇလန်းကတော့ ဘုန်းကြီးတပါပြောပြတဲ့ဖြစ်ရမှန်ဇလန်တပုတ်ပါ မိုက်ခဲကွာတတိရှိတဲ့ကောင် ထွက်လာခဲ့ကြောက်သွေးပါရင် ဖောက်ထုတ်ပြစ်လိုက်မယ်သွေးကြောင်ရင်ဘေးချောင်နေလိုက်သွေးကျဲရင်ဘေးဖန်နေဒီအတန်ကတော့ရွာနောက်ပိုင်းအရက်ဆိုင်ကမိုက်ခဲရဲ့စိန်ခေါ်သားပဲဖြစ်တယ်မိုက်ခဲမူလာရင်ပယံတက်ထားတရွာလုံးကအသိမို့လို့အားလုံးကစကားနဲ့ရန်စဲချောင်းသွားကြတယ်ဒီရွာမှာတော့ထောင်တွဲမိုက်ခဲကိုမသိသူမရှိပေဘူး အမြဲတမ်းစိုးပေနေကရန်လိုနေတတ်တယ်။မိုက်ခဲလိုနေသောရွာကလေးကမြို့နယ်ချောင်းသာခြားတယ်။ထိုချောင်းထိပ်ရွာအဝင်လမ်းမှာတော့ဖုန်ကြီးကျောင်းပြကြီးတစ်ခု ရှိတယ်။မိုးတွင်ကာလရာသီဥတုကြည်လင်နေသောဒီနေ့တွင်ဖုန်ကြီးတစ်ပါးကထိုချောင်းပြသို့ရောက်လာတယ်။ထိုဖုန်ကြီးကျောင်းပြထဲရောက်ပြီးမကြခင်မှာပဲမိုးကြီးသဲထန်စွာရွာသွန်းလိုက်ရာကျောင်းပြပတ်ဝန်းကျင်တွင်အတော်ကလေးတန့်ပြန်သွားတယ်။ဖုန်ကြီးကထိုချောင်းတွင်ကျောင်းထိုင်တော်မူတယ်။ ကျောင်းပြက်ကဖရသံတရားသံများဖြင့်တဖန်အသက်ပြန်ဝင်လာလေတယ်။ကျေးစီတန်တလွင်လွင်ကြားလာရတယ်။နောက်ရများတွင်ဖုန်ကြီးကရွာတဲ့သူဆုံးကံကြွားလာရ။အင်မတန်ကြီးညိုစရာကောင်းသောအသွင်အပြင်းကြောင့်ရွာထဲမှလူများဆုံးလောင်ချားသည်မှာတပိတ်ပင်ချမ်းလန်းသွားတော်တယ်။ထိုဖုန်ကြီးကျောင်းပြက်သို့ပြန်ကြွသွားရတွင်ဘာသာတရားကန်းချိုင်းသောရွာထဲမှမြင့်မောင်ဦးစီသော လူငယ်များက လိုက်ပါသွားကြတယ်။ မြင့်မောင်ကရွာ၏သားရဲ့နားရဲတွင်တစ်ကြွသွားကုညီလောက်ကင်ပေးတတ်သူဖြစ်တဲ့မြင့်မောင်တို့အဖွဲ့ကဖုန်ကြီးကြောင်းပြသူလိုက်သွားကဖုန်ကြီးလိုအပ်ထားများကုညီလောက်ပေးပြီးမှပြန်လာတယ်။ဖုန်ကြီးရောက်လာပြီးကတည်းကသူတို့ရွာက စီးကားတိုးတက်လာတယ်။ဖုန်ကြီးကတရားအားထုတ်နေရင် လူနာများကိုစေကူတာပေးတယ်။ဘေးရင်ပညာနဲ့တက်၍ရရရာပေးသည်မှအလွန်အစွမ်းထက်တယ်။ထို့ကြောင့်ဖုန်တော်ကြီးသတင်းက နေချင်းညာချင်းကြီးသွားကရွာနေ60သားမကမြို့ကလူများပင် ရောက်လာတဲ့ဖုန်ကြီးတရင်ကြီးပုံကရန်ကုန်လိုမျိုးကြီးပြားကြီးမှလူများပင် ပါလာတဲ့ထို့ကြောင့်ရွာမှလူများကဖုန်ကြီးစီလာတော့လူများအားချောင်းကုကရုလေးများဆွဲက စီးပွားဖြစ်နေကြတယ်ထို့အခါဖုန်ကြီးကြောင့်ပြုပညာမြင့်မောင်နဲ့ရွာလူကြီးများခေါင်းချင်းဆိုင်က တိုင်မင်းနေကြတယ်မြင့်မောင်ပိုင်ဆိုင်သောလက်ွက်ထဲတွင် နှစ်ချိုကျုံးမင်းကြီးတပင်ရှိနေတဲ့ထိုကျုံးမင်းကြီးကလူနှစ်ပက်စာလောက်ကြီးကလဲကွက်နှစ်ကွက်ကြားသို့ရောက်နေတဲ့မြင့်မောင်ကထိုကျုံးမင်းကြီးအားခုတ်ခါဘုန်းကြီးကြောင့်ဆောက်တဲ့အထက်ထဲရန်တိုင်းမင်းနေခစ်ထားကမြင့်မောင်နဲ့ဘေးကျင်းကလဲကမိုက်ခဲလေဖြစ်နေကကျုံးပင်တဝက်ကိုသူ့ပိုင်းနေလို့ဆိုထားတယ်ထို့ကြောင့်မြင့်မောင်နဲ့ရွာလူကြီးများကကျုံးပင်တဝက်ပိုင်းဆိုင်သောမိုက်ခဲထံမှအလူခမ်းမှုထွက်လာကြတယ် ကျုပ်မလိုနိုင်ဘူးဒီအပင်ကိုရောင်းမှုမြို့ကပွဲစားကိုအပ်ထားတယ်ငွေမျိုးမျိုးမြင့်မြင့်ရမယ်ကိစ္စကိုဘဲကရောက်လာမှမသိတဲ့ဖုန်ကြီးကိုလှူရမှာလားမြင့်မောင်မင်းလူတွင်ကျဲလှုပ်တာနည်းနည်းတော့များနေပြီငါကတော့လာပြီးလူတွင်ကျဲမလှုပ်နဲ့လုံးဝမရဘူးမင်းဖုန်ကြီးကသူမြမလိုချင်တာအတင်းလှူခိုင်းနေရင်ငါကိုယ်တိုင်ဝဲချုံနဲ့ရင်းဝါထိုးပြီးတတ်ပြစ်မယ်မိုက်ခက်ရဲ့စကားကြောင့် မြင့်မောင်းတဲ့ရွာကလူငယ်များကမခံမရနိုင်ဖြစ်လာက မိုက်ခဲအားထိုးမယ်ကြိတ်မယ်တဲ့ရံဖြစ်ကြလေရာ လူကြီးများကအတင်းဝိုင်းဝန်းဆွဲထားကြရတဲ့မိုက်ခဲတို့မိုက်လိုက်ပုံမှာဒီမာရင်ရက်တံမသွားပြီဒီနေ့တွင်အရက်မူလာသောမိုက်ခဲနဲ့ဖုန်ကြီးတို့လမ်းမှာစုံမိကြရာ မိုက်ခဲကဒီမာဖုန်ကြီးဖုန်ကြီးကြောင့်ပြင်မယ်ဆိုပြီးကြုံကျုံးမင်ကိုလာမျက်စောင်းမထိုးနဲ့ဝချွန်းနဲ့ရင်ဝကိုထိုးလိုက်လို့ ထုတ်ချင်ပေါက်သွားမေးကို့ဖာသာအေးအေးဆေးဆေးနေစမ်းမှာတကားမှားနေပြီဖုန်ကြီးကအလူမခံပါဘူးဒီเจ้าကဖုန်ကြီးပိုင်တဲ့เจ้าလည်းမဟုတ်ပါဘူးတကားတို့ရွာမှာပဲတင်းတင်းတဲတဲကြမ်းခဲ့မှာပါเจ้าဆောက်လှူတဲ့အလူဟာအင်မတန်ကုသူရပါတယ်ကျုပ်နားမလဲဘူးစိတ်မဝင်စားဘူးမိုက်ခဲမူးမူးနဲ့အာကုသူများယူကတည်တည်ရင်ဖြစ်ထွက်ခွာသွားတယ်တရက်မှာရွာမလူများစုက တောင်မောသူလှဲမြဖြင့်ထင်းခုံသွားကြတယ်။မိုက်ခဲလည်းထင်းခုံလိုက်သွားလေတယ်။ထင်းခုံသွားရမှာတောနေတဲ့ညအိတ်သွားကြရသည်မို့လူစုက သွားကြခြင်းဖြစ်တယ်။ရွာဒလိအရာတဦးနဲ့တဦးကူညီနိုင်အောင် ဖြစ်တယ်။နောက်တနေ့မှာတော့ထင်းခုံသွားသောရွာကလူများပြန်လာရာညနေအတော်စောင်းနေပြီ။နေမင်းကလည်းနောက်ဖက်သို့ဝင်ရန်တားဆူနေလေပြီ။ထိုအချိန်တွင် မိုက်ခက်ရဲ့အထင်းလဲကနောက်ဆုံးမှ လိုက်ပါလာရရွာထိတ်ကဝယုံတော်နာအရောက်တွင်နွားနှကောင်းကရုတ်တရက်ယုံရင်းဆံခတ်ဖြစ်နေသည်မို့မိုက်ခက်လည်းလှဲပေါ်မှ မတ်တရက်ခါနွားနှကောင်းကိုထိန်းနေရတယ်မိုက်ခက်ရဲ့ဂျိန်းတန်းကြောင့်နွားနှကောင်းကကားခုံပေါက်နေကမိုက်ခက်လည်းလှဲပေါ်မှအချိန်မထိန်းနိုင်တော့ပဲဝယုံတော်သူ ပြစ်ကြသွားတော်တယ်ထူအခါခက်ဆွေသွေးခုတ်ထားတော့ဝါငုတ်တို့တစ်ခုပေါ်သို့ကြားသွားကား ဝဲချုံးကမိုက်ခဲရင်ဝါမှာထုတ်ချက်ပေါက်ထွက်သွားကနေရာတွင် ပွဲချင်းပြီးသေဆုံးသွားတော့တယ်။ရွာထဲကလူများလည်းမိုက်ခဲရဲ့ဖြစ်ကိုကြည့်ကဖုန်ကြီးအားစောကပြမမိတဲ့အတိုင်းဖြစ်နေ၍သူပြောတဲ့အတိုင်းမိုက်ခဲသေးပုံအားပြောမဆုံးနိုင်အောင် ရှိနေတယ်။ရွာအပြင်တွင်အစိမ့်သေးသေးသွားသောမိုက်ခဲအလောင်းအားရွာကလူများကရွာထဲမသွင်းမဲရွာအပြင်တွင်ဝါကပ်ဖြင့်အလောင်းပြင်းထားတယ်။ရွာကလူများလည်းသိပ်ပြီးကြည့်မရပေမဲ့ နားရည်ဆိုတော့အလောင်းကိုဝိုင်းအောင်ကကူညီပေးကြတယ်ထိုးညကဖုန်ကြီးကြောင့်အပြင်ဘက်တွင် ခွေတွေဥလိုက်ဟောင်းလိုက်နဲ့စူညံနေတော့တယ်ရွာသိန်းချိုင်းမှာဆွဲဆွဲငင်ငင်ဥတော်ခွေတို့ကြောင့်လေအလောင်းအနာလူသိမရှိတော့ဘီနောက်ညတွင်ဖုန်ကြီးကကြောင်းချိတ်တွင် ရှိနေစဉ်အမောင်ထဲမှာအရှင်ဖရာတပည့်တော်ကိုကဲပေါင်းဖရာဘဲသူလဲတပည့်တော်မိုက်ခဲပါဖရာထို့သူပြောပြီး ဖုန်ကြီးချိတ်သူမိုက်ခဲကပေါ်လာတယ်။ထူအခါမိုက်ခဲရင်ဝမှာထုတ်ရှင်းပေါဖြစ်နေကဝချွန်တချောင်းကစိုက်ဝင်တယ်။ထိုးတန်းရမှသွေးများစီးကြနေက မရှိမဆန်ဝေဒနာခံစားနေရသောမျက်နှာကြီးနဲ့ဖြစ်တယ်။ဖုန်ကြီးလည်းစိတ်မကောင်းဖြစ်သွားကအမျှဝေ၍အပြစ်အားလုံးခွင်လွတ်သည်ပြောမှ ပြောသွားတယ်။မိုက်ခဲရင်မလဲခင်တရက်မှာတော့ရွာတဲ့ကမိမတယောက်ထံဝင်ဘူးကဖုန်ကြီးကြောင့်ဆောက်ရံ သူပိုင်သောကျုံးပင်တချမ်းအားလှူပေးရန်ပြောနေသောကြောင့်သူမိသားစုကဖုန်ကြီးအားပင့်ဆောင်က သူ့ရက်လယ်မှာလှူပေးလိုက်တယ်။ဖုန်ကြီးလည်းမိုက်ခဲအားခေါ်ယူက အမျှပေး၍ကျုံးပင်တချမ်းလှူရသောကောင်းမှုအားရေးစစ်ချာတရားနာသားတို့ခေါ်ခိုင်း၍ရက်လယ်ကို ကောင်းမွန်စွာဆောင်ရွက်ပေးလိုက်တယ်။ထို့နောက်တွင်တော့မိုက်ခဲသည်ရဲ့၆တန်းမကြရတော့ပါ သူ့နာမည်ကမလှကြီး အင်မတန်မှမောက်မာကြမ်းတမ်းရိုင်းဆိုင်သူဖြစ်တဲ့လုံမရဲ့စကားကိုအေးအေးဆေးဆေးညင်ညင်သာသာပြောစမ်းမှာကွယ်လူကြီးမိဘတွေကိုစောင့်အောင်ပြီးတော့မပြောရဘူးလေရိုးသေးထိုက်သူတွေမို့လို့လဲဖះနဲ့တခိုင်းနဲ့ထားခဲ့ကြတာမို့လားငါသမီးကြမှမလေးမစားနဲ့ကွယ်အဖတို့ချစ်မိတယ်ပြောမကောင်းဆိုမကောင်းနဲ့ခေါင်းမလွတ်နဲ့သမီးဖြစ်သူကြောင့်ဥလှနဲ့ဒေါနုတို့စိတ်ညစ်ရတယ် သူတို့အနေအေးဆေးသလောက်သမိဖြစ်သူမှာရိုင်းဆိုင်လွှန်းလှတယ်မျက်စိမျက်နှာပြက်စွားနေခေါင်းပေါင်းလေးပေါင်းကပေါင်းကဆုံးမတတ်သူဖခင်ကြီးစကားကိုမတ်လာကြီးအေးမဆိုင် ရိုင်းကျင်တိုင်းသာ ရိုင်းနေတော့တယ်။အိုးအဖတို့ကလည်းဒါပဲပြောနေတော့တာပဲ။ကြားတော့စိတ်တောင်ညက်လာပြီ။ပြောရင်တစ်ဖက်လဲသွားတဲ့သမိဖြစ်သူကိုဒေါနုကသဘောမကျစိတ်တိုင်းမကျလို့ဟဲ့ဟဲ့ပဲ့ပဲ့ စကားမပြောပြခဲ့တာလေကြားခဲ့ပြီဒီနေ့တော့မပြောလို့မဖြစ်တော့ဟိုဘေးရွာက ကိုလူဝေးသားနဲ့ချစ်ကြရကသူတို့သားနဲ့သဘောမတူဘူးပြောတယ်သားရှင်တစ်ဖြစ်လေမတော်ရသေးတဲ့ရောက်ခမနဲ့စကားများကြသည်ဆိုပဲချစ်လိုက်တာအေးမိလာကြီးဒေါနုဒေါသတန်ထွက်လာတယ်ညီကိုညီအဟုတ်ကြီးထင်မနေနဲ့ကန်းကြီးထိုက်လိမ့်မယ်လူကြီးမိပါစကားဆိုတာနားထောင်သိရင်ထောင်းရတယ်အေး တို့လေဒီလိုပဲနေလာတာညီးကြမှာစိတ်ပြစရာသမီးကြောင့်ညနာပြည့်အောင်များလာပြီအခုလည်းပြဿနာဖြစ်လာပြန်ပြီညီးနယ်ဖြစ်တဲ့လူကိုလည်းကြည်အောင်ခါတိုင်းလူရေခတ်ပေါ်ရေခတ်ဖေပွဲကြည့်ပေါ်ပွဲကြည့်ပဲမဟုတ်ဘူးတချိန်ကညီးကိုစားသင်ပေးခဲ့တဲ့ဆရာမကျေးဇူးတရားတွေထောက်ထားစမ်းမှာဟာတော်စမ်းမှာဘာကျေးဇူးတရားလဲအတန်းပိုင်မရှိချိန်ခဏလေးဝင်ပြီးထိမ့်ပေးတာ ဘာစားမှမသိင်ခဲ့ရဘူးဘာကြီးစုမှမရှိဘူးတော်ပြီတိခံခြင်းရင်အမတို့ဖာသာတိခံကျုပ်ကတော့မခံဘူးသိအောင်တော့ပြောရမှာပေါ့ဘဲနဲ့တော့သူသားကြထိတ်တင်းပြီသူမြသားသမီးကြတော့မြေလိုနင်းကျင်တဲ့ဟာမကြီးအဲ့လိုလူမျိုးဆရာမမကလို့ဘာဖြစ်ဖြစ်အေးမဆိုင်ဘူးဟဲဒုက္ခပါပဲဒေါနုရင်မောရပြီသူသမီးကိုကံမုံမှာဆိုးလာပါပြီ အဲ့လိုမပြောရဘူးခက်တော်တာပဲအေးအဖနဲ့အမတို့သူခေါ်တဲ့အဖေနဲ့အမေသူ့အတွက်နဲ့ဘလောက်တောင်စိတ်တွေဆင်းရဲနေရမလဲမလှကြီးမသိတွေးလဲမတွေးမိမိဘမေတ္တာဆိုတာဝေးလို့ဂယုဆိုင်မှုကိုတောင်အတိအမှန်မပြုတ်လေတော့မိဘဆိုပြီးနေရတကမချုပ်ချယ်ကျဉ်းစမ်းပါနဲ့အမတို့တို့ကလည်းအမတို့စိတ်တိုင်းကြနေခဲ့တာပဲမဟုတ်လားသူများကြမှာသာသမီဆိုတဲ့အဖြစ်မျိုးနဲ့မတားမြစ်ချင်ပါနဲ့ မရဘူးနေချင်းသလိုနေမှာပဲလာမပြောချနဲ့မိပါတွေခမားကပါဇက်အဟောင်းသားနဲ့အံဩပြရင်အံဩရင်ဖုဒ္ဒဝါစာရုပ်ရင်ကြမ်းနေတဲ့စကားတွေကြောင့်လူမုံများနေတဲ့ညည့်ရွဲ့စိတ်မကောင်းဖြစ်လွန်းလို့ပါအေးဝက်လယ်မှာဆိုးလို့ပါဟဲ့ငါမွေးထားတဲ့သမီးဝက်လယ်မှာဆိုးလို့ပါအေးရင်တထုထုနဲ့ဒေါနုကပြော၍ကြမ်းရက်ခဲတော့တယ်လှရီကတော့ထုံးစံအတိုင်းသွားမယ် ပြောချင်ရပြောကြံခဲ့ကြတော့ဘာတွေလာလာပြောနေမှန်းကိုမသိဘူးနားမထောင်ချင်ပါဘူးဆိုနေမှဒါတွေပဲလာလာပြောနေကြတယ်တကယ်ပါပဲမိဘကတခွန်းပြောရင်နှခွန်းမက ပြန်ပြောထက်သူက သူ့ကိုသူတော့လူတွင်ကျဲမှမိစွာတည့်ရဲ့လို့အပြော့ခံရတာကိုပင်ဂုံယူနေတတ်တဲ့သူငါ့ကိုဘာထင်နေလဲအမြဲတမ်းဘယ်သူ့ကိုမှချောပေးပြီးနေလာခဲ့တာမဟုတ်ဘူးတတ္တိရှိရင်လာထိကြည့်မိပွင့်သွားစေရမယ် အပြုတ်အဆိုအင်မတန်ရိုင်းဆိုင်လို့ရွာထဲမှာလူအများစုဘဲသူကမှအဖက်မလို့ချင်းကြတငယ်ချင်းတွေဆိုတာကလည်းမကောင်းတတ်လို့သာပြောကြတာများတယ်စိတ်ထဲပါလှတယ်မဟုတ်သူ့အခက်ခဲကိုသူများပြဿနာလှုပ်လွှမ်းလို့ချောင်းကြတာများတယ်ဘဲသူတွေဘယ်လိုပဲချောင်းချောင်းမတ်မူဆိုတဲ့လူတစ်ယောက်ကတော့မြောက်စားပင်စားလှုပ်တတ်တယ်လှရည်ရည်မလှရည်ဟေးလာဟေးသွားမယ်အေးအေး လှလိုက်တာ၏ငါတငယ်ချင်းကလည်းချောပါညီမပြောလဲသိပြီးသားပါဟဲဟဲမိဘတွေကိုဘဲသွားမယ်ညားသွားမယ်ပြောမနေအားဘူးမတ်မူရဲ့မြှောက်ပင်စကားတွေမှာဘဝင်လေးဟအပြည့်ကလေးဓာိုက်သွားတော့တယ်ဘဲကောင်းမှအတ္တိရှိလဲတတ္တိရှိတဲ့ကောင်းမှထွက်ခဲစမ်းဇာမရှိဘဲနဲ့တော့ငါ့ကိုလာမလုံနဲ့ချချင်းလာခဲ့မတ်မူဈေးဝယ်သွားတာလိုက်ပေးရကဈေးတယ်အလေးခုတဲ့အကြောင်းနဲ့ရန်နေဖြစ်ကြတယ် သူကိစ္စမဟုတ်ပေမဲ့ဈေးတဲ့ကိုရမ်းတွေ့စူးစူးညံ့ညံ့ပွဲဖြစ်ထားကြောင်းလူတွေဝိုင်းအောင်လာတော့တယ်။သားရဲ့အမေကတော့သူ့နဲ့သားကိုဘယ်လို့မှသဘောမတူနိုင်ဘူး။သူကရိုင်းလွန်းနေအမေတို့နဲ့ဖြစ်မှာမဟုတ်ဘူး။အခုလဲဈေးထဲမှာရမ်းဖြစ်နေလေရဲ့။ဈေးရှင်တော်ငိုချပြီးစိတ်ပြစ်စွာပြောနေတဲ့မိခင်စကားကြောင်းလှရည်ကြီးစားမျက်မှောင်တယောက်မျက်နာငဲနေရတယ်။သူကလည်းသူပဲ ဒီလောက်တာတေလန်ဆိုပါတယ်ဆိုသူကမှရှင်းနေမိတယ်ဘယ်သူဖြစ်လို့မှမပြည့်ရှင်သူရိုင်းနာလေးကလွဲပြီးပြောစရာမရှိတဲ့ဒူရီတော်သမီးလှသွေးကျွဲနေတဲ့အရွယ်စပင်းနှစ်ဖက်ခွဲစည်းလေးနဲ့လှခြင်းတိုင်းလှနေတဲ့သူမကိုသူကမစွန့်လို့နိုင်ငယ်ကလေးကဟိုဘက်ရွာဒီဘက်ရွာဘားပွဲချီချီတွေးနေကြအောင်းသွဲတော်မတ်မူကသူတို့ကြားကအခရာဟဲ့နင်းလက်နှဲ့နေရင် သူများနောက်ပါသွားမယ်နော်အဲ့ကြမှာငါမပြောဘူးမလုံနဲ့ဒီတယောက်တည်းကိုသာရှင်းနေမိတော့မပတ်သက်နဲ့လို့ပြောလဲပတ်သက်ရှင်သူအမေနဲ့ချစ်သူကြာစိတ်ညစ်ရကမြင့်မောင်အရက်ဆွဲတော်တယ်တားမိုက်မေးဒီလောက်တားနေတဲ့ကြားတဲ့ကရအောင်ယူသွားတယ်ခွေးဖြစ်မဲ့ကောင်တားရှင်ဆိုတဲ့အသည့်နဲ့ကိုလူအေးတို့ဇနီးမောင်နှမတားမင်္ဂလာပွဲတင်းတောင်းတင်းတယ်နှွဲပေးခြင်းတော်လဲချွေးမဖြစ်သူကိုသဘောမကျလို့ ောင်းရံတာတွေလုံးမပေးတခါဥလာတို့ဘက်ကလည်းအိမ်မော်ကိုအတက်မခံအမိုက်မနေပလိစေအောင်ပြက်ကိုထားအောင်ပဲဘယ်လိုနေနဲ့အိမ်မော်ပြန်တက်မလာစေနဲ့မပြေးတော့လဲကံရချီဝဲကျွေးကစတင်နေပြီတရက်တရက်နဲ့အိမ်ကထွက်လာတော့ငါပါလာခဲ့တယ်ချွေးတို့ငွေစားတွေလည်းကုန်စားမယ်တောက်မယ်ပါဇက်ပေါက်တွေကတူအလုံးမရှိအကိုင်းမရှိနဲ့အရက်သမားလုံးလုံးဖြစ်နေတဲ့ခင်မုန်းတွေကနှိမ့်စေ မက်လာကြီးဝက်လေလေသည်အမလေးလှုပ်ကြပါအောင်ကဲကြပါအောင်တော့မငုံနဲ့ကောင်းမစုပ်နားကိုညိတယ်သွားပိုက်ဆံချားကြီးအရက်ဖို့မရရင်ပြန်မလာခဲ့နဲ့ရင်ကြည့်ပါတယ်ဆိုသူကဘယ်လိုကဘယ်လိုဖြစ်တယ်မသိလှရင်နဲ့ညာပြေကလေးကမရရင်လာတော့တယ်ကံကြွေးလို့ဆိုလေမလားသွားလေသွားမျက်စိအောင်မှမနေနဲ့ခလေးတွေခေါ်သွားငွေချားခဲ့ အမေဘောစိုးခဲ့လေသမျှအဖေဘောစိုးခဲ့လေသမျှလှည်စိတ်ဆင်းရဲကြီးဆင်းရဲရတော့တယ်ခလိတွေလက်ဆွဲလို့ငွေချာထွက်ခဲ့ရတယ်ဈေးရောင်းကောင်းတဲ့နေ့အစဉ်ပြေသလိုရှိပေမဲ့အဲ့လိုနေကလည်းဆဲရက်တရက်သာအင်းမတ်မူစီငွေလေးပါလေးတွားလှဲဥမာပဲသူ့ကိုငါအရင်ကကျွေးခဲ့မွေးခဲ့တာသူ့ငါကို ပြစ်ထားမှမဟုတ်တော့ပါဘူးတချိန်ကသူမစီကရသမျှအကုန်ယူမြှောက်ပင်စားခဲ့တဲ့ မတ်မူစီကိုမျှောလင့်ချက်တွေနဲ့သွားခဲ့ပေမဲ့လည်းမတ်မူကအတွေ့မခံတော့ချေးမာငှားမာဆိုတာနဲ့ချောင်းနေတော့တယ်မတ်မူရဲ့ညီကလည်းတိတာလိုက်တာအေးငါအစဉ်ပြေနေတော့ငါတော့ညီဒီလိုမဟုတ်ပါဘူးငါကိုခင်းတဲ့လူကညီအပြင်နှစ်ယောက်မရှိပါဘူးအခုကြတော့တိတာလိုက်တာဟဲ့ဘာပြောပြောမတ်မူကအေးမဆိုင်တော့ပြီသူမလက်ထက်ကငွေမချေးရရင်ပြီးရောညီရောက်ခမရေးစီတောင်းမှန်းပြီး တွားတောင်းကြည့်ပါလားဒါမှမဟုတ်ရင်လေမလှရည်မျက်ရည်ကြားလေပြီသူဘယ်လိုတောင်းမှန်တောင်းမှန်ခွင့်လို့ကြမှာမုံမှန်သိတော့ပိုးလို့ရင်နာရပြီပေါ့ညှိမို့လို့ပြောရတဲ့မတ်မူရဲ့သူတို့နဲ့ငါဒီလောက်အစင်မပြေတာသိရနဲ့တွားစရာနေရာမရှိတော့တဲ့မလှရည်မျက်ရည်တွေနဲ့မိဘတွေကိုသတိရမှီပြန်တယ်မလိမ်မတဲ့သမီးအတွက်စိတ်တော့ကရောက်ရကတပိမ့်ပိမ့်တလိမ့်လိမ့်နဲ့သေးသွားရချားတဲ့မိခင်ကြီး တယောက်ထဲကြမ်းခဲ့တဲ့ဖခင်ကြီးကညဘက်ကြီးမမြင်မဆန်းနဲ့မိခွေမှောက်ကြရာက အိမ်မိလောင်ပြားကြဘဝကအဖြစ်ဆိုးလေပြီအေးပါအေးရပါတယ်ဟဲ့ညီမကူညီချင်းလဲနေပါနောက်ငါမလာတော့ပါဘူးခလေးတွေလဲဆွဲပြီတုံနေတဲ့ခြေလမ်းနေနဲ့ထွက်သွားတဲ့မလှကြီးကိုမတ်မူကမတနာပြောပရင် ပြောနေလိုက်သေးတော့တယ်ခံပေါ့ကိုထိုင်တဲ့ကိုကံကိုသာခံ ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ